English speaking ကဘို့ရက်60 series ရဲ့ day 2ဒီနေ့သင်ခန်းစာပြီးသွားလို့ရှိရင်ကိုယ့်ရဲ့တနေ့တိုင်းနဲ့ပတ်သက်ပြီးတော့ပြောလဲပြောပြတတ်သွားမယ်။သူများရဲ့တနေ့တောင်လည်းမေ့တတ်သွားမယ်။အဲဒီတော့ကိုယ်ကဘာလောက်တက်ပြီလဲဆိုတာသိအောင်ဒီဆုံးဟောဒီမှာရှိတဲ့128ပေါ့နော်။ဒီမိကွန်းရှိခုကိုဒီမှာဖမလို့ရေးထားတာလေးကိုအင်္ဂလိပ်လိုလေးမေ့ကြည့်မယ်။ငါမေ့တက်လားလို့မေ့ကြည့်မေ့ပြီးတဲ့ခါကျရင်ဗီဒီယိုလေးကိုခဏရပ်ပြီးမေ့ကြည့်ပြီးလို့ရှိရင်အဖြေလေးတွေကိုလည်းပေါ့နော်။ဒီလိုမျိုးမေးလိုက်ရင်ကအင်္ဂလိပ်လိုဖြစ်တတ်လားဆိုပြီးတော့စမ်းပြီးတော့ဖြေကြည့်ဟိုတမ်းပြီးတော့အဖြေပြတော့နားမထောင်ဘဲနဲ့ကိုယ့်ဘောက်အရင်အရင်ဆုံးစကြည့်လိုက်နော်။အပြင်အဖြေတတ်ကြမယ်။ โอเคနံပါတ်1မင်းဘယ်အချိန်အရာထလဲဟုတ်ပြီအဲ့တော့လဲမေကိုဒီ series ကိုလုပ်ဖို့ဆိုရင်ရှေ့မှာတင်ထားခဲ့တဲ့အင်္ဂလိပ်စာအောက်တက်ခြင်းပို့ရ30 series ဆိုတာကိုလေ့လာထားဖို့လိုအပ်တယ်မလေ့လာဘဲနဲ့တန်းလေ့လာရင်လည်းရပါမယ်စာစာလတ်တူများများလေးပွားနိုင်မှာမဟုတ်ဘူးအဲ့တော့ရှေ့က day 30 series အင်္ဂလိပ်စာအောက်တက်ခြင်းပို့ day 1 to 30ရ30 series ကိုအရင်ဆုံးလေ့လာပြီးမှဒီ speaking series ကိုလေ့လာစေချင်တယ်ဒါတော့ကျွန်တော်ဒီတိုင်းပြောတဲ့ဟာလေးပေါ့နော်မင်းဘယ်အချိန်အရာထလဲရှေ့မှာ series မှာပြောထားခဲ့တဲ့လဲမေကိုဆိုရင် wh လို့မယ်နော် wh ဆိုတော့အချိန်ကိုသိချင်လို့ရှိရင် what time အချင်းဦးမေးတဲ့သကလုံးနှလုံးရှိတယ်1နဲ့ what time 1ကိုဘယ်ခါမှသုံးလဲ1ကရေပုံကအချင်းတွေကိုမေးတဲ့ခါမှသုံးတယ်1နဲ့ပြီးလို့ရှိရင် in the morning in the afternoon စသဖြင့်အဲ့လိုမျိုးတွေဖြစ်လို့လည်းရတယ်ဒါမှမဟုတ်လည်း before i go to bed အဲ့ရမဝင်ခင်အချင်းနဲ့ပတ်သက်တဲ့ရေပုံရဆန်တဲ့ဖြစ်ကြချက်တွေဖြစ်နိုင်တယ်ဒါပေမဲ့ what time နဲ့မေးရင်တော့နာရီတိကျအောင်ဖြစ်ရမှာဖြစ်တယ်နောက် what time ပြီးလို့ရှိရင်သမေးဖို့သကလုံးပြီးရင်ရှေ့ရစီးမှတရားခဲ့ရပါလို့ရလဲဆိုရင်အခုထုတ်ရတယ်အဲ့ရထားတယ်ဆိုတာက verb 1ဖြစ်တယ် verb 1ဆိုရင် ဖြစ်တယ်ဆိုရင်အမစ်စာမသုံးဘဲနဲ့ဘာလို့သုံးလဲဆိုရင် do နဲ့ tag ကိုခေါ်မယ်မင်းကဘာ person လဲဆိုတော့ i နဲ့ you are first person နဲ့ second person ဆိုတော့အများသဘောဆောင်တယ်အများသဘောဆောင်တော့ဘာလို့ပဲသုံးလဲဆိုရင် do ကိုပဲသုံးတယ်အဲ့တော့ what time do အဲ့ဒါပြင်ဘာလာမလဲဆိုရင် subject လာမယ် subject က you what time do you okay အဲ့ရထားတာဘာလဲဆိုလို့ရှိရင် get up g e t get you be up wake up ဆိုတာလည်းရှိသေးတယ် wake up ဆိုတာအဲ့ရ know တာနော်ဟိုအဲ့နေနေတာဒီမျိုးလုံးလေးပွင့်သွားတာဒါ wake up ဖြစ်သွားတာ get up ကကျတော့အဲ့ရ wake up ဖြစ်ပြီးတော့မှ ဲ့ဒါနေထလာပြီနော်ထပြီးတော့မတက်ရက်လိုက်ပြီဆိုမှအဲ့ဒါ get up ဖြစ်သွားတာအဲ့လိုလေးနားလည်ထား wake up ကအဲ့ဒါနိုးတာ get up ကအဲ့ဒါထတာ okay what time do you get up အဲ့လိုမျိုးမေးလို့ရှိရင်ကိုက subject နဲ့ပြန်ပြရမှာပေါ့ i get up တော့အချိန်ဆိုရင်နိုင်ဆိုရင် at နဲ့ပြရရင်အဲ့9နိုင်ဆိုရင် at 7 o'clock ပေါ့9နိုင် request at 7:30အဲ့လိုမျိုးတက်တွေ့လိုက်ရတယ်အဲ့ဒါမှမဟုတ်9နိုင်ဒါမှမဟုတ်10နိုင်ဆိုရင် at 8 o'clock ပေါ့ဟုတ်ပြီအနားလေးနဲ့ဆက်ဆက်ကြည့်အောင်နော် g e t နဲ့ app ဒါ AEIU ဒုတိယလုံးက AEIU ဆိုရင်သူ့ရှေ့က B နဲ့တွဲဆိုရတယ် TUP tab နဲ့ဒါလေးဖြည့်သွားမယ် get app လို့ဆိုပါတယ် I get app get app အဲ့တော့တခါဒီမှာလဲ AEIU ဖြစ်တော့ဒီရှေ့က P နဲ့တခါပြန်ဆက်ရော pet I get about I get about I get about 8 o'clock okay ဒါဆိုရင်ဖိတ်ချင်းထားလဲဆိုပြောတတ်ပြီခဏခုမင်းမနှက်စာအတွက်မင်းပါစားလေဟုတ်လဲမင်းကိုဖြည့်တဲ့အတွက်ကြောင့်ရှေ့မှာဟိုကထုတ်လိုက်မယ်လဲမင်းကိုနေရာ WH နဲ့စမှာပဲပြီးရင်စားသည်ဆိုတာ bar 1ဖြစ်တယ် ။ဘာဝါဆိုရင်အခုက do not dust ကိုထုတ်ရတယ်လို့မှတ်ထား။ I နဲ့ you are I have first person you are second person ဖြစ်တဲ့အတွက်ကြောင့်တယောက်တည်းဖြစ်ပေမဲ့လေအများတုံးနဲ့ do ကိုပဲတုံးတယ်။အဲ့တော့ what do ပြီးရင် subject ကယူလာမယ်။ तू ကအခုပေါ့ w မေကွန်ပြီးလို့ရှိရင်အခုစကားလုံးပြီးရင် subject လား share series မှာအသေးစိတ်ရှင်းပြထားပေးတယ်။ what do you ပြီးလို့ရှိရင်စားတာကိုလာမယ်ပေါ့နော်။စားတဲ့ဆိုတဲ့နေရာမှာမနက်စာရဲ့နေ့လယ်စာရဲ့ညနေစာရဲ့ကဘာတွေလဲဆိုလို့ရှိရင်အာ အရေးတွေရောအဖက်တွေရောဖြစ်နိုင်တဲ့အတွက်ကြောင့်သူက each ကိုမသုံးနဲ့ပေါ့နော် each ကဟိုအဖက်တွေပဲမှန်မယ်အရေးတွေမမှန်နိုင်ဘူးနော်မနက်စာကို coffee ပဲတောက်တာမျိုးနော်ညညနေစာကိုနွားလိုပဲတောက်တာမျိုးဆိုလို့ရှိရင် each နဲ့မစီလျော်ဘူးဒါကြောင့်ကျွန်တော်ကစားတောက်တယ်ဆိုရယ် half ကိုသုံးစေချင်တယ်ဒီကောင်စားတောက်တယ်လို့မှတ်ထားမယ်ရှိသည်စားတောက်တယ်အိပယ်လို့ခုရှိတယ် what do you have မနက်စာအတွက်အတွက်က for ဟာမနက်စာ breakfast b r e a k fast breakfast ဒီနေရာမှာအစားသင့်လို့ရတယ်နေ့လယ်စာအတွက်ဘာစားလဲဆိုရင် what do you have for lunch and breakfast ဒီ lunch လာမှာ dairy မထည့်နဲ့ you are ထည့်လို့တော့ရတယ် what do you have for dinner ဒါမို့လဲ what do you have for your dinner ဒါဆိုရင်ညစာအတွက်ဘာစားလဲလို့ဖြစ်တော့တာပေါ့အခါကျရင်အဖြစ်အပျက်ဖြစ်လို့ဆိုဘာပြန်ဖြစ်မလဲဆိုရင် i have ဆိုပြီးတော့ကိုစားလေတော့မှာထည့်မယ်ပေါ့ i have noodles for breakfast မနေ့စာအတွက် noodle ဟောက်ဆဲကိုစားပါတယ်ပေါ့နော်ဒါမို့လဲ i have a cup of tea for breakfast မနေ့စာကိုအဲ coffee လက်ဖက်ရည်တစ်ခွက်တောက်တယ်ဒီလိုမျိုးဖြစ်လို့ရတယ် have ကတော့စားတာအရေးရောဖက်ကိုတုံးလို့ရတယ်နော်ဒါဆိုဒီလိုမျိုးပြင်မယ်ဒီလိုလေးပြင်မယ် အလုတ်ကိုဘယ်လိုသွားလဲလာမယ့်မိလဲမေကုန်ပဲလဲမေကုန်ဆိုရင် WH မေကုန် WH နဲ့စမယ်ဒါပေမဲ့ဘယ်လိုဘယ်လိုကကြောင့် WH ထဲမှာ how နဲ့စရလုံးမှတ်ထားနော် how ဆိုတာဘယ်လိုလဲပြီးရင်သွားသည်ဆိုတာလဲ but one ပဲ but one ဆိုရင် do နဲ့ just ထုတ်နေဦးမှာပဲဒီမှာ subject ပါလားဆိုတော့ subject မပါဘူးဒါပေမဲ့မြုပ်ထားရဲဆိုတာကိုသိရမယ်အလုတ်ကိုဘယ်လိုသွားလဲဆိုတာတင့်ကိုမြင်နေတာတင်အလုတ်ကိုဘယ်လိုသွားလဲဒါပေမဲ့ တို့ဗမာလိုပြောတဲ့အခါမှာဆိုလို့ရှိရင်မင်းအလုပ်ဘယ်လိုသွားလဲဆိုတော့မျိုးပြအလုပ်ဘယ်လိုသွားလဲပဲမေးတတ်တယ်ပြင်တာ subject ဖြောက်ပြီးတော့မေးတတ်တယ်ဒါပေမဲ့အင်္ဂလိပ်စာမှာ subject မပါဘဲနဲ့ရေးလို့မရဘူးအဲ့တော့ဒီမှာသင်ပါသည်လို့မှတ်တာသင်ပါတော့ do ထုတ်မယ်သင်သည်ဖြစ်အောင် you ထည့်မယ်အားလေးမှတ်ထားနော်အင်္ဂလိပ်စာမှာဒီ subject ကိုဖြောက်ပြီးမေးနေတယ်အဲ့တော့ how do you ဆိုတာဒီ do you ကဘယ်ရောက်ဝင်လာလဲဆိုရင်ဒီစာထည့်ထဲမှာသင်အလုပ်ကိုဘယ်လိုသွားလဲဆိုတော့သင်ကိုမြှုပ်ထားလို့ပြန်ဖော်ပြီးရေးပေးရတယ် how do you ပြန်သွားတာပါလဲ verb လာမယ်ပေါ့နော် verb က go how do you go အလုပ်ကိုဆိုတော့ to walk how do you go to walk အလုပ်ဘယ်လိုသွားလဲ okay ဟုတ်ပြီဒီမေးခွန်းကိုပြင်မယ်ဆိုလို့ရှိရင်ကဲဆက်ပြန်လာမယ်ပြန်ဆောက်မှာပေါ့နော် i go to walk ငါအလုပ်ကိုသွားပါတယ်ကဲဘာနဲ့သွားမလဲအဲ့တော့ရင်းနေစင်ဘိုင်းနဲ့ပြောရတယ်စိုင်းကနေသွားရင် by motorbike နော် by motorbike ရေးပြလိုက်မယ်စပိတ်နဲ့ဆိုရင် by bike လို့ပြောလို့ရတယ် bicycle လို့ပြောလို့လည်းရတယ်နော်ကားနဲ့သွားရင် by car bus နဲ့သွားရင် by bus လမ်းလျှောက်ပြီးသွားရဆိုရင်တော့ဘိုင်းနဲ့မသုံးတော့ on နဲ့သုံးတယ် on foot အဲ့ဒီမှာ a foot ကို foot လို့တမထွက်ဖက်နဲ့ foot လို့တမထွက်မယ်မှတ်ထားနော် foot ကအစားအစားဒါ foot နော် foot ကဒီခြေမျက်စိအောက်ပိုင်းအကုန်လုံးက foot လို့မှတ်ထားအဲ့ဒီဘိုင်းနဲ့ဘောကန်တာမဟုတ်လို့အဲ့ဒီကန်နဲ့ဘောတာမှာ foot ball လို့ခေါ်တာလေနော်ဟုတ်ပြီအဲ့တော့ how do you go to walk အလုပ်ကိုဘယ်လိုသွားလဲ i go to walk by motorbike i go to walk by car လမ်းလျှောက်သွားရင်တော့ on နဲ့ပြော i go to walk on foot okay ဟုတ်ပြီနောက်တစ်ခါကျတော့နှိမ့်ခင်းမှတရေအိတ်လား ာမေကွန်ဖြစ်တာဆိုလာမေကွန်ဖြစ်သွားပြီဒီလိုမျိုးလဲမေကွန်မဟုတ်တော့ဘူးလာမေကွန်ဆိုလို့ရှိရင် WHC နဲ့မစားတော့ဘူးအကူနဲ့ပဲစားမယ်အဲ့ဒါက VAT1 ဆိုတော့ခုနကကျွန်တော်ပြောလို့ပဲဒါ WHC မပိုင်ဒီဒူးတက်နဲ့လာမှာပဲလေအဲ့တော့ဗာနဲ့စားမယ်ဆိုဒူးနဲ့စားမယ်ပြီးတော့တင့်ုံမေးမှာမို့လို့နေငယ်ဘတ်တေးအိတ်လားဆိုတော့မလဲတင့်ုံမြုပ်ထားတယ် subject မြုပ်ထားတယ်ကိုယ်ကပြန်ဖော်ပြီးရေးပေးရမယ် subject က you လေနော် do you နော်အဲ့ဒါ sleep do you sleep အော်ခဏလေးအဲဒီမှာတစ်ခုအတုံးတုံးတစ်ခုမှတ်ထားရမယ်ဒါကဒီလိုမျိုးပုံမှန်အိတ်တောင်မရမှာပေါ့တေးအိတ်တာ တေးအိတ်တာကိုကြတော့ထိတ်က nap ဆိုရဲစကလုံးအတွဲလို့သုံးထားမယ်အဲ့မှာ vag က tak ထိတ်ထိတ်က nap နဲ့ထိတ်က nap အဲ့လေးမှတ်ထားမယ်နော် sleep ကဆိုတာကြတော့တကယ်ညာဘက်ပါအေးဝအောင်တခါအပြီးအိတ်လိုက်တဲ့ဟာမျိုးထိတ်က nap ဆိုတာတေးတမောနေခင်းမှာအိတ်တာတွေကို nap လို့ခေါ်တယ်ဒါပေမဲ့သူက take နဲ့တွဲသုံးရတယ်အဲ့တော့ do you take a nap ဆိုပြီးနေခင်းဘက်နေခင်းဘက်ကိုမနက်ပိုင်းရယ်မိုးလယ်ပိုင်းရယ်ညနေပိုင်းရယ်သုံးခုကို in the day เนี่ยเนี่ยมันน่ะไปဆိုရင် in the morning at in the morning เนาะ on the morning in the morning မိုးလယ်ပိုင်းနေ့ခင်းပိုင်းဆိုရင် in the afternoon အဲ့မှာဒီကောင်ဒီအအတန်နဲ့ထွက်တယ်ပေါ့နော်သူကအေးရယူလည်းမကြည့်ရဘူးဒါကရှေ့အားစီးမှာကျွန်တော်ဒေးစေပြပြခဲ့တယ်သူအတန်အောင်ပဲကြည့်ရတယ် afternoon ဆိုတာအအတန်ဖြစ်လို့ကျွန်တော်သူ့ကိုဒဲလို့မဆိုဘဲနဲ့ဒီလို့ဆိုရမယ် morning ကကျတော့ more မအတန်ဆိုတော့ဒဲပဲဆိုမယ် afternoon နဲ့ evening evening ဆိုရင် e ဆိုတာအအတန်ပဲဆိုတော့ဒီပဲဆိုမယ်အဲ့တော့ and you take a nap in the afternoon အဲဆိုရင်ကိုကလာမေးလို့ဆိုရင်ဒီ yes no နဲ့ဖြေုံနဲ့တည်းလောလောက်တယ်အဲ့လာမေးဘူးလားအေး yes မေး no ပေါ့ဒါပေမဲ့ do နဲ့မေးထားအောင်မေးထားတော့ င်ကျင်းတက်မှုလေးနဲ့အရှိလေးဖြစ်ရှင် yes i do မအေးဘူးဆိုရင် no i don't ဟုတ်ပြီနော်ခဏခုမဟင်းဘယ်ချိန်အိမ်ပြန်ရောက်လဲအိမ်ဘယ်ချိန်ပြန်ရောက်လဲဒီမှာတင်လေးကိုမြုပ်ထားပြီအဲ့တော့ဒါမြုပ်ထားတဲ့သဘောတရားလေးရှိအောင်လို့ကျွန်တော်မြုပ်ပြီးဒီနေ့ရေးပေးထားတယ်ဘယ်အချိန်လဲလဲမေးဖို့ဆိုရင် the wish ပါမယ်အချိန်ဆိုတော့ what time what time ပြီးရင်စချင်းမင်းတမ်းမင်းလေးကိုအခုထုတ်ရမယ်ပြန်ရောက်တယ်ဆိုတာကလည်း verb 1 verb 1ဆိုတော့တင့်ကိုမင်းမှာဆိုတော့ do ထုတ်မယ်ဒီမှာ သူတွေသူမတွေတစ်ခုကိန်းနေဆိုတော့ desktop မှာเนาะ you ကကျတော့တစ်ခုကိန်းဖြစ်ပြီမဲ့လဲ second person ဖြစ်တဲ့ကြောင့် do ကိုသုံးတယ်။အဲတော့ what time do you ဟုတ်ပြီအိမ်ပြောင်းတော့အင်္ဂလိပ်လိုတွဲလိုက်မှတ်ထားမယ်။ get back home အတွေ့ phrase ပဲ။ခုနကတေးအိတ်တဲ့အတွက်ဆိုရင် take a nap ဒါ get back home အဲ့လိုမှတ်ထားမယ်เนาะအဲဆိုရင်ခုကဘယ်လိုပြန်ရေးမလဲဆိုရင် i get back home i get back home ဒီအချင်းလေးပြလိုက်ပါတော့ at နိုင်လေးလေးနိုင်ဆိုရင် at 4 o'clock သုံးနိုင်ပဲဆိုရင် at 3:30ပေါ့နော် half past 3လို့ပြောရင်ရတယ်ခင်ဗျားခုအလုပ်ပြီးရင်ဘလို့အနားယူအပန်းဖြေလဲလဲမေးဖို့ဆိုရင် question စကားလုံးနဲ့ရင်စမယ်ဘယ်လိုဆိုရင်အလုံးကအင်္ဂလိပ်လိုမျိုးဆိုရင်ဟောင်းဟောင်းပြီးလို့ရှိရင်အခုထောက်ရမှာပဲသင်ဒီဘက်မေးရဖြစ်တဲ့ကြောင့် do ပဲထုတ်နေမှာပဲသင်ဒီဘက်မေးရဖြစ်တဲ့ကြောင့် do ကိုထုတ်နေမှာပဲပြီးရင်သင်ဒီဆိုတာက you အဲ့တော့ how do you အနားယူတယ်အပန်းဖြစ်ရဲအဲ့နှလုံးစုံစလုံးတစ်လုံးနဲ့စိတ်လေးလေးယူလို့ရတယ်အဲ့ဒါ relax အဲ့ဒါ verb ပေါ့နော် how do you relax မင်းဘယ်လိုအနားယူအပန်းဖြေလဲပြီးရင်ပြီးရင်ဆိုရင်လို after လို့ခေါ်တယ် aft ရ after အလုပ်ကကြတော့ walk အဲ့ဒါဘာဖြစ်သွားလဲဆိုရင် how do you relax after walk အဲ့ဆိုရင်ကဘယ်လိုဖြစ်ဘယ်လိုဖြစ်လို့ရလဲဆိုလို့ရှင်အဲပေါ့ i go out with my family မိသားစုနဲ့အပြင်သွားရတယ်ဒါမှမဟုတ်ဆိုရင်လည်းအဲဖုန်းပဲကြည့်တယ်ဆိုရင်လည်းဘယ်လိုလူလေးတော့ကြည့်အောင် ဒီ long တက်နေမယ် i scroll through i scroll through social media အဲဒါဆိုရင်တော့ခုနကလို Facebook တွေ TikTok တွေကြီးလိုက်ကြည့်တာကို scroll through လို့ခေါ်တယ် scroll ဆိုတာကလည်းလို့လှိမ့်အပေါ်အောင်ဆွဲအောင် scroll ပေါ့နော် through ဆိုတာကလို့ပတ်ပြီးတော့အပေါ်ကြည့်လိုက်အောက်ကြည့်လိုက်ကြည့်နေတာ scroll through ဆိုတာလေးမှတ်ထားလိုက်ကြည့်တယ်ပေါ့ဘာကြည့်လဲ social media လို့ခေါ်တယ်အဲ YouTube Facebook TikTok တွေလိုက်ကြည့်တယ်လို့ပြောရလဲရတယ်အမှုဘာမှမဟုတ်ရင်လေအဲဘာပေါ့ i go to the I go to the cafe ပေါ့ဒါဆိုရင် coffee ဆိုင်ကို cafe ဆိုင်ကိုသွားတာတို့နော်ဘယ်လိုမျိုးသုံးရလဲနောက်တစ်ခုအဲ့ရမဝင်ခင်ဘာလုပ်လဲလဲမေးဖို့ဆိုရင်ဘာနဲ့ပဲလာမှာလဲဆိုင် what နဲ့ပဲလာမယ် what ပြီးအခုထုတ်တော့ do နော်အခုကထုတ်နေမှာတော့တင်ဒီဝက်မေးထားတော့ you ပြီးရင် verb လာမယ်ဟုတ်နော်ဒါအခုအဓိက verb က subject နောက်မှာအဓိက verb လာမယ်ဒါ subject ကိုအဲ့တော့လုပ်တာပါလဲဆိုရင် do အဲ့တော့ what do you do မဝင်မီမတိုင်မီဆိုရင် before ဘယ်နဲ့ကပြီးနောက်ဆိုရင် after အဲ့နှစ်ခုအတွက်မှာသာနော် ပြီးရင် after မတိုင်မီ before အဲ့ရမဝင်မီ before ရဲ့နောက်မှာ after တွေ before ရဲ့နောက်မှာ noun လိုက် like မလိုက် subject verb လိုက် like မလိုက် verb အရင်ရေးလိုက်ရမယ်အဲ့ရမဝင်ခင်ကို you go to verb လို့ရေးလို့ရတယ်လို့ verb အရင်ရေးတယ်ရေးလို့ရတယ် going ဟော going to bed เนาะ to နောက်မှာ be ဒီ bed တို့ပြီးရင် work work အလုပ်တို့เนาะနောက်ခါကျတော့ school တို့เนาะအဲ့ဟာတွေဆိုလို့ရှိရင် to နောက်မှာအဲ့လုံးနေရှင် there တွေထည့်ပြီးမြည်ဘူးတခြားနေရာတွေဆိုရင် there ထည့်ရည် ဥပမာဈေးဆိုဆိုရင် true day market လို့ရေးလို့ရတယ်။ဒါပေမဲ့အိယာတို့အလုတ်တို့နောက်တစ်ခါကျတော့ကြောင်းတို့ကျတော့ true နောက်မှာရှင်ဒဲထည့်ပြီးရေးလို့မရှိဘူး။အားလည်းပြောကြည့်အောင်။ What do you do before going to bed? What do you do before going to bed? အဲ့ရမွေးကဘာလို့လဲ။ငါ TV ကြည့်ရဆိုရင်တော့ I watch TV ပေါ့နော်။ငါစာဖတ်တယ်ဆိုရင် I read the books စသဖြင့်အားလည်းပြောလို့ရတယ်နော်။အဲ့တော့ခုတနေ့တိုင်းအကျိဆောင်အကျိဆောင်ပိုင်းကဘာလဲ။ကဲလေးမိကုန်းစာပါနဲ့စာမယ်ဆိုရင် what ။ကဲဒီမှာ verb ပါတယ်လိုက်ကြည့် လောက်တာတွေခိုင်းတယ်မပါတော့ဘူးဒါပေမဲ့ဘာလေးတစ်လုံးမြုပ်ထားလဲဆိုရင်ဖြစ်တယ်လေဖြစ်တယ်ဆိုရင်မနေ့ကပြောထားရဲ့ဖြစ်တယ်ဆိုရင် MSR နော်ဖြစ်တယ်ဆိုတာ S ကိုတုံးလိုက်မယ်တခုရဲ့ဆိုတော့ what is အကြိုက်ဆုံးအပိုင်းဟုတ်တော့ what is your what တင်းရဲ့အကြိုက်ဆုံးအပိုင်းဆိုတော့ URL တုံးလိုက်မယ်ဒဲတုံးလိုက်ရတယ်နော် F A V O U R I T E favorite P R T pass ဆိုတာအကြိုက်ဆုံးအပိုင်းပါလေဒီနေ့တာရဲ့ရဲဆိုတာ E နဲ့တူတယ်ကဲ E ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတာ share screen မှာပြောထားတယ်နော် E အထဲကလေအင်္ဂလိပ်လိုဆိုရင် off တနေ့တာကျွန်တော် the day ပေါ့အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရင် what is your favorite part of the day မင်းရဲ့တနေ့တာအကြိုက်ဆုံးပိုင်းကဘယ်ပိုင်းလဲဆိုတော့ဘယ်လိုပြောလို့ရလဲဆိုရင် and the morning အနောက်ပိုင်းဖြစ်တယ် because ဘာဖြစ်လို့ဆိုတော့ everything is fresh အရာတိုင်းကလက်ဆက်နေလို့အဲ့ဒါမှမဟုတ်လည်းညနေပိုင်းလေးကြာတဲ့ဆိုရင်လည်း the afternoon sorry the evening because i can go out with my family မိသားစုနဲ့အပြင်နေပိုင်းသွားလို့ရလို့เนาะဒါမှမဟုတ်လည်း i can take a rest အနားယူလို့ရလို့အဲ့လိုမျိုးလေးဖြေလို့ရတယ် ဒါသူ့ရဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ပေါ့ဟုတ်ပြီအဲ speaking အတွက်လည်းအတန်လေးလိုက်ပြီးလေ့ကျင့်လိုက်အောင် what time do you get up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  လို့တက်မထွက်ပါနဲ့ get up လို့ဆက်ဆိုမယ် what time do you get up လို့အတန်လေးမြှင့်ပြောမယ်နော်မိခင်းမိခွန်းနေဆိုရင် what time do you get up အခု what do you have for breakfast break လို့မတောင်း break လို့တောင်းမယ် what time what what do you have for breakfast နောက်အလုပ်ကိုဘယ်လိုသွားလဲဆိုရင် how do you go to work how do you go to work how do you go to work now မင်းနေခင်းမှာတရေအိတ်လာဆိုရင် you take a nap take a နော် ka လေးအတန်လေးဆက်တာဒါ a ရိုင်နဲ့နောက်ကလုံးလို့ရှေ့အလုံးက k နဲ့လက်ဆက်မယ် take a do you take a nap in the afternoon do you take a nap in the afternoon လို့လေးမိမယ်အိမ်ပဲချိန်ပဲရောက်လဲ what time do you get back home what time do you get back home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  အတန်လေးနည်းနည်း smooth ဖြစ်အောင်လေ့ကျင့်ဒါပေမဲ့ smooth ဖြစ်ခင်အရင်ကြည့်ရမှာမှန်အောင်ရင်ကျင့်နော်မြန်ဖို့တန်မှန်တော့ဦးစားပေးပြီးရင်ကျင့်အလုပ်ပြီးရင်ဘယ်လိုအနားယူမှဖြစ်လဲ how do you relax how do you relax after walk how do you relax after walk ောက်အဲ့ရမဝင်ပြီးဘာလုပ်လဲဆိုရင် what do you do before going to bed what do you do before going to bed အမှုလဲမေးဝန်းလေးဆိုတာအတန်းညှင်းလိုက်ရတယ် what do you do before going to bed what do you do before going to bed နောက်ကြောတနေ့တကြဆုံးပိုင်းကဘာလဲဆိုရင် what is your favorite part of the day what is your favorite part of the day ဖတ်တော့နောက် o a i o u ဆိုရှေ့ကထီးတဲ့အစား top လို့လည်းထပ်လို့မယ်ဖတ်တော့ဖတ်တော့ဖတ်တော့ what is your favorite part of the day what is your favorite part of the day okay အဲ့တော့အဲ့လိုမေးခွန်းလေးနဲ့အဖြေတွေ့ပြီးတော့၄ချင်းကြည့်ပါနော် ပိုင်နေအောင်ကျင့်ဒါဒီနေ့ထားတယ်ကဒီနေ့ဒီနေ့ကျွန်တော်များ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 လေးပြီးတော့မှာဆိုတော့အဲပိုင်နေအောင်ကျင့်ပါနော်ရက်60ဆိုရင်တော့ special အီတိုတက်မယ်လို့ကျွန်တော်ကတော့မျှော်လင့်လာပြီးကြိုးစားပါ fight နေပါနော်